ချင်းပြည်နယ်ကံဘက်လက်မြို့မှာအော်တိုဘာလ24ရက်နေ့မနက်ပိုင်းက CDF ကံဘက်လက်စစ်ဦးစီးချုပ်ရဲ့မင်္ဂလာပွဲကိုစစ်ကော်မရှင်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် CDF ရဲမေတယောက်အပါအဝင်၃ယောက်ထပ်မံနေတေဆုံးခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့ရေးစီကနေသိရပါဗျာ။ မြို့မနှစ်ရက်ကွယ်အစင်ပိုင်းကုန်းမှာပြုလုပ်တဲ့ CDF ကံဘလက်စစ်ဦးစီးချုပ်စလိုက်အောင်လင်ရဲ့မင်္ဂလာပွဲကိုဘုံကျဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။မြို့ရဲကိုဘုံကျဲရမှာမင်္ဂလာပွဲအတွက်ချက်ပြုတ်နေတဲ့ချက်ပြုတ်ရေးသမားတွေထိခိုက်ခဲ့တယ်လို့တော်လန်ရေးရဲဘော်တယောက်က TVB ကိုပြောပါတယ်။ နေပြည်တော်ကနေတက်လာတဲ့စစ်ကော်မရှင်ရဲ့ Jet Fighter တစီကမင်္ဂလာဆောင်ဖိတ်စာအတိုင်းသတင်းပေါက်ကြားခဲ့တာကြောင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတခြားမဟာမိတ်တပ်တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပေမဲ့တော်လှန်ရေးဘက်ကတော့အဲ့ဒီသတင်းကိုထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ပြီးခဲ့တဲ့2024ဒီဇင်ဘာမှာ ချင်းညီနောင်မဟာမိတ်တွေကမင်းတပ်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာပဲကံပလက်မျိုးကိုစစ်ကော်မရှင်တပ်တွေဆုံးခွာပြီးတဲ့နောက်မှာချင်းညီနောင်အဖွဲ့ဝင်ချင်းဒေသကာကွယ်ရေးတပ် CDF ကံပလက်ကထိန်းချုပ်ခဲ့တာပဲဖြစ်ပါတယ်။ချင်းညီနောင်အဖွဲ့သိမ်းပိုက်ထားတဲ့ချင်းပြည်နယ်တောင်ပိုင်းရမျိုးတွေကိုစစ်ကော်မရှင်ကရွေးကောက်ပွဲမလုပ်ဘူးလို့ကြေညာပြီးတဲ့နောက်ပိုင်းမှာဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်ရှင်။